ရန်ကုန်မြို့ပြည်သူ့ရင်ပြမပြုလုပ်နေတဲ့လမ်းလျှောက်ပစံကိုတွားရောက်လဲပတ်ခဲ့တဲ့လူငယ်သုံးကိုစစ်တပ်ကစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဖမ်းဆီးခံရတဲ့လူငယ်သုံးရဲ့မိတ်ဆွေတချို့ကပြောပါရယ်။ ABL 15ရက်နေ့တကြံအကြံနေလိုင်တာရမြို့နယ်ဘိုးကျုံမှတ်တိုင်းအဆင့်ကရက်ကွယ်ပင်းဤစီရလန်အဆောင်တခုမှာငှားရမ်းနေထိုင်တဲ့စက်မှုဆောင်လုပ်သမားတွေဖြစ်တဲ့အသက်28နှစ်ရွယ်ကိုဖြိုးကိုစင်နဲ့တငငယ်ချင်းနှစ်ဦးတို့က ပြည်သူရင်ပြင်ရှိလမ်းလျှောက်ပစံကိုတွားရောက်တဲ့ပန်းကြောင့်အဲ့ဒီလိုတွားရောက်တဲ့ပန်းစဉ်အရက်တောက်ထားတဲ့အတွက်လူငယ်တချို့နဲ့ခိုင်ရန်ဖြစ်ပွားရမှာဖမ်းဆီးခံရကြောင်းဖမ်းဆီးခံရတဲ့ကိုပြိုးကိုစင်းတဲ့တငယ်ချင်းနှောက်ကိုအရက်ဝတ်တဲ့လူတချို့ကဖမ်းဆီးသွားပြီးရွှေပြည်သားစစ်သားစုဆောင်ရေးကိုပို့ဆောင်ခံလိုက်ရကြောင်းသိရပါဗျ။ ပြည်သူရင်ပြင်ရေကူးကံမှာသူတို့နည်းနည်းမှုတော့အခြားလူငယ်အုပ်စုနဲ့တိုက်မိပြီးရှင်ဖြစ်တဲ့အဲဒါသူတို့ရှင်ပြင်ကပြန်ထွက်မှညီလေးတို့ခဏလိုက်ခဲ့အောင်ဆိုပြီးအရွက်ဝတ်တင်နဲ့သူတို့ကိုကားပေါ်တင်သွားတာစစ်မှုထမ်းရမယ်ပြောတယ်စစ်မှုမထမ်းရင်မူးယင်ရန်ကမူးယင်ဖြစ်မှုနဲ့အမှုပွင့်ထောင်ချခံရမယ်ပြောတယ်စစ်မှုထမ်းဖို့သဘောတူကြောင်းလက်မှတ်ထိုးခိုင်းနေအခုရွှေပြည်သားစစ်သားစုဆောင်ရေးတက်မှလို့ပြောတယ်အဲ့ဒါသူတို့ဆောင်ကအဝတ်အစားတွေလာဖို့ခိုင်းနေလို့ဖန်ဆင်းခံရသူကိုဖြိုးကိုစင်ရဲ့မိတ်ဆွေတွေကပြောပါတယ် ကိုပြိုးကိုစင်နဲ့တငယ်ချင်းနှောင်းမှမကွေးတိုင်းမှဖြစ်ပြီးလိုင်တရာဆက်မှုဆောင်ရှိစံချောတဲ့ထုတ်လုပ်တဲ့စက်ရုံတစ်ခုမှအလုံးလုံးနေရာသူတွေဖြစ်ကြောင်းသုံးစလုံးမှလူပြိုးလူလွတ်တွေဖြစ်ပြီးမိဘများထံကိုငွေကြေးထောက်ပံ့နေသူများဖြစ်ကြောင်းသိရပါတယ်။ဖန်ဆီးခံထားတဲ့ကိုပြိုးကိုစင်နဲ့တငယ်ချင်းနှောင်းကိုအခုတကြံပြီးစစ်မှုထမ်းတနန်းကိုတက်ရောက်ရမယ်လို့ပြောဆိုပြီးစစ်မှုထမ်းတနန်းတက်ရောက်နေစဉ်အတွင်းတလားလေငွေချက်နှစ်သိန်းနီးပါးလစာဖြင့်ရရှိမှဖြစ်ပြီးတနန်းစင်လာပါကစစ်သားအဖြစ်လစာနဲ့ရှိခါအပြည့်ရရှိမယ်လို့ဖန်ဆီးခံရသူအရဲဝတ်စစ်သားတို့က ြောဆိုခဲ့ကြောင်းသိရပါတယ်။အကြံဘတ်စစ်ကောင်စီကအခုဧပြီလတွင်ဖွင့်လှစ်မယ့်စစ်မှုထမ်းပတ်စဉ်စနစ်အတွက်စစ်သားစုဆောင်ခြင်းနဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုလုံဆောင်နေကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီလက်ချက်ကြောင့်တလအတွင်းအမျိုးသမီး60ကျော်တည်ဆုံခဲ့ကြောင်း BWU ပြောတဲ့အကြောင်းပြဆက်ပေးပါမယ်မြန်မာနိုင်ငံတော်မှာပြီးခဲ့တဲ့မလအတွင်းစစ်ကောင်စီတရရလက်ချက်ကြောင့်အမျိုးသမီး6ဦးတင်ဆောင်ပြီး88ဦးတရရရရှိခဲ့တယ်လို့မြန်မာအမျိုးသမီးတမကရီကပြောပါရယ် ဒေချောင်းတက်ခဲမှုကြောင့်တင်းဆောင်သူ90ဒဏ်ရာရသူ49ဦးလက်နက်ကြီးတက်ခဲမှုကြောင့်တင်းဆောင်သူ9ဦးဒဏ်ရာရသူ23ဦးမြေမြုံမိုင်းကြောင့်တင်းဆောင်သူ2ဦးဒဏ်ရာရသူ15ဦးတပ်ဖြတ်ခံရမှုကြောင့်တင်းဆောင်သူ9ဦးဖြစ်တယ်လို့ဆိုပါတယ်တင်ဆောင်သူတွေထဲမှာမကွေးတိုင်းက15ဦးနဲ့အများဆုံးဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်မန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်မှာတင်ဆောင်သူ12ဦးစီ၊စကိုင်းတိုင်းမှာ9ဦး၊ပဲခူးတိုင်းမှာ9ဦး၊ရခိုင်၊ကချင်၊ကယား၊ကရင်တိုင်းတိုင်းစတဲ့ဒေသတွေမှာ9ဦးစီနဲ့အင်းရီတိုင်းမှာ10ဦးတင်ဆောင်ခဲ့တာလို့ဆိုပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့တုံ့ပြန်ချက်တရားဖို့စကောက်စီပြောခွင့်ရသူဘုကြောင့်စောင်းမင်းထုံးကိုသတင်းဌာနကဆက်သွယ်ခဲ့ပြီးမြန်ဖုန်းလက်ခံဖြေကြားတာမျိုးမရှိပါဘူးမြန်မာနိုင်ငံမှာငလင်ထံကြောင့်ပြည်သူတွေပူဆွေးတော့ကရောက်နေချင်းစကောက်စီကလူခွေရင်ချိုးပေါမှုတွေကိုနီလန်းပေါင်းဆောင်နဲ့ပြောင်ပြောင်တင်းတင်းဆက်လက်ကျူးလွန်နေတယ်လို့မြမအမျိုးသမီးတမကရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဆက်လက်ပြီးမကူညီလင်နေပါမနှောက်ရှက်ပါနဲ့ဆိုတဲ့စောင်းပါတင်ဆက်ပေးပါမယ်ဒီလိုစာရန်ပါရဲ့ဆိုင်းပုတ်တွေကိုငလင်းပေးတဲ့နေရာအနှံ့ပြားမှာချိတ်ဆွဲထားရတော့မလို့ဖြစ်နေပါတယ် စစ်ကောင်စီကမန္တလေးမှာငလင်းတန်းတင့်ပြည်သူတွေကိုအကူအညီများပေးနေတာကိုပုံမထင်းချုပ်ဖို့ဂျိုးပန်းလာမှုတွေများတဲ့စေတနာဝန်ထမ်းအကူအညီပေးနေသူတွေကိုကြောချမ်းသွားမတက်ဖြစ်လာစေခဲ့တဲ့ foreigner မြန်မာမှာကိုတွေ့ကြုံခဲ့ရသူရဲ့တင်ပြချက်ကိုတင်ဆက်ပေးသွားမှာပါ။မလ28ရက်နေ့မြင်းကလင်းကြီးကျောင်းမန္တလေးအောင်မြေသာဆန်ရက်ကွက်နေဦးစိုးလူအမြင့်မဟုတ် မိသားစုချစ်ချစ်တပူပြင်းလာတဲ့လမ်းပေါ်ကိုတွန်းပို့ပစ်ခဲ့ရင်အိမ်ကနေလို့မရအောင်ပျက်စီးသွားလို့ကျုံရှိပပန်းလေးရှိစောက်ပေးထားတဲ့ရွက်ပြင်တဲတွေထဲမှာနေနေကြရတယ်။၎င်းတို့ပအဝင်ရှာပေါင်းများစွာသောငလင်ပီးတင်မိသားစုတွေကစစ်ကောင်စီဘက်မှအကူအညီမင်းမင်းရရမရတော့လေ။စားရည်တောင်ရည်အတွက်စေတနာဝန်ထမ်းအဖွဲ့တွေရဲ့ထောက်ပံ့ကူညီမှုတွေကြောင့်ပထမရှက်သက်တပတ်အတွင်းအတော်လေးအဆင်ပြေခဲ့တယ်လို့ဆိုပါတယ်။ဒီလိုအစဉ်ပြေခင်းရခြင်းမှာလည်းအချိန်များရှုပ်ထွေးရဲ့ကာလဖြစ်လို့ကုညီပီးသူတွေနဲ့ကိန်းစိန်ဖွဲ့တွေကိုတားဆီးမရှိလောက်ွင့်ပြီးထားခဲ့တာကြောင့်ဖြစ်တဲ့ ်အပြီ15ရက်မှာတော့အခြေအနေတွေကအပြောင်းလဲကြီးပြောင်းလဲသွားခဲ့ရပြီဖြစ်တယ်အနာသိန်းဖွဲ့ဒုတိယကောင်ဆောင်စိုးဝင်းကအနေပြီးတော့မှစီဝေးခွန်ယူပြီးကဲစိင်းနဲ့ထောက်ပံ့ပေးနေသူတွေအားလုံး၎င်းတို့ထံမှခွင့်ပြုချက်တောင်းခံရမယ်လို့ညွှန်ကြားလာခဲ့တာအကြောင်းဖြစ်တဲ့ နောက်တနေ့မှာပဲရက်ကွက်အုပ်ချုပ်ရေးမှူးတွေကရွှေဖြင့်ဒေရီရှိမှဆိုင်းပုံများစပွဲကလန်ထိုင်များခင်းကအခန့်အသားနေရာယူလာကြပြီးအစားအသောက်များဝင်းဝါမယ်ညီတို့မဆို၎င်းတို့ထံမှကိုရင်းအချက်လက်များဖောင်ဖြည့်ပြီးခွင့်ပြုချက်ယူရမယ်လို့ဆိုရင်အဲ့ဒီလိုလှုပ်လာတဲ့အတွက်လာရောက်သူတွေများနေပါသွားပြီးရခင်တနေ့လင်းဆယ်ပွဲလောက်ရှိခဲ့ရမှာနှစ်ပွဲလောက်သာရောက်လာကြတော့တယ်မန္တလေးမှာ AP 9ရက်6ရက်မှာလက်တပြတ်မိုးတီးထန်စွာရွာသွန်းခဲ့မှုကြောင့်အိုးအိမ်မဲ့ပြည်သူများအမိုးကအောင်ရောက်ရှိရေးကအရေးတကြီးလိုအပ်လာခဲ့တဲ့ AD9 ရက်နေ့မှာရွှေပြင်တင်များရှင်းရက်ွက်အတီးတီးရဲ့နံပါတ်များရေးထိုးထားတဲ့အနီရောင်ဆိုင်ပုံများအနီမှာစစ်ကောင်စီမှဖွဲ့ပေးထားတဲ့ဖာတာလာပခေါ်တဲ့ရှိုင်းကြီးအပြားတွေဝတ်ထားတဲ့နံပါတ်တုတ်တွေကန်ဆောင်ထားတဲ့ volunteer တွေလုံခြုံရေးဖွဲ့တွေပေါ်လာတယ်။၎င်းတို့တာဝန်ကငလင်းပေးတင်ပြည်သူများလုံခြုံရေးအတွက်ပြောနေကြတော့လဲတကယ်တမ်းမှာအလူရှင်တွေရဲ့ကူညီထောက်ပံ့နေမှုကိုဘယ်လိုဝင်ကနေရဲဆိုတာကိုစီမံခန့်ခွဲဖို့ရောက်လာကြခြင်းဖြစ်တဲ့ ၎င်းတို့ကကိုတိလက်ရဝင်ရောက်ဟန်တားခြင်းမျိုးမရှိတော့လဲစစ်တပ်ရဲ့ပြည်နေအုပ်ချုပ်မှုတွေအောင်မနေလာခဲ့ကြရတယ်။ပြည်သူတွေကတော့ကြောချမ်းစရာကောင်းလာအောင်ထိတ်တလန့်ဖြစ်လာခဲ့ရတယ်။ဇိုးဝင်းကတ်တလိုက်မှုကြောင့်ရန်ကုန်မှာရောက်လာသူတွေပါသွားပြီးရောင်းနေတဲ့ဖွဲ့ချိုတော်ပြန်သွားခဲ့ပါရတယ်။ ဘရန်ကုံမြို့နယ်မှာအလူငွေကောက်ခံနေသူတွေကခွင့်ပြုချက်မရှိလို့ဆိုပြီးတားမြစ်ခံခဲ့ရတယ်။ခွင့်ပြုချက်တွေအတွက်ရှက်ကွမ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနေရဲစခန်းတွေကိုတွားရောက်ပြီးထောက်ခံစာအစီအစဉ်တောင်းယူကြမှာဖြစ်တဲ့ရှက်ခင်အလူငွေကောက်ခံထားပြီးသူများဘလို့ဝင်ငှရဲဆိုတာကိုတော့မသိဖြစ်နေပါဘူး။ ရန်ကုန်မှာအဖွဲ့ဝင်30ဘွဲ့ပါဘက်က၎င်းတို့ရရှိထားတဲ့အငွေငွေသိန်း40ကိုလိုအပ်တဲ့စေဝါပစ္စည်းများဝယ်ယူနိုင်ဖို့အတွက်လူတန်းဖို့ကြောက်စဲစင်းရုံကိုရရှိလာရာစင်းရုံဝင်အတွင်ပြင်မဆောင်နေတဲ့စစ်သားများထွက်လာပြီးခွင့်ပြုချက်စာရွက်ပါမပါမေးမြန်းခဲ့တဲ့စင်းရုံတာဝန်ရှိသူတွေတောင်ခွင့်ပြုချက်မပါလို့လက်မခံရဖြစ်နေကြတယ်။ နောက်ဆုံးစည်ရဝင်တန်တအုပ်ကသူငင်ကပေးပါမယ်လို့ပြောလာလို့မတက်တာရဲဆုံးပြီးခဲ့ရတယ်လို့ဆိုပါတယ်အလားတူအဖြစ်တွေကစည်ရုံများပြားမှာဖြစ်ခဲ့ပြီးခွင့်ပြုချက်မရလို့ဝင်ရောက်လူတန်းနိုင်ခဲ့ခြင်းမရှိလို့အလူရှင်နီကပြောပြခဲ့ကြတယ်ပြင်းမနာမျိုးအနီရှိကရင်တရားဆန်ရာရင်စည်ရုံမှာတော့ခေဝါမှတာဝန်ယူထားတယ်လို့ဆိုပါတယ်အစာအုပ်ပြက်များအောင်ပြင်းမိနေသူတွေကိုကယ်ဆယ်နေတဲ့အဖွဲ့တွေကလည်းအလားတူကန့်သတ်မှုတွေနဲ့ကြုံတွေ့နေရပါတယ် ရန်ကုန်မှကယ်ဆယ်ရေးဖွဲ့များငလင်းလုတ်ပြီးလင်းပြီးခြင်းတကားမရှိတာမရှိဝင်ထွက်နိုင်ခဲ့လို့အရေးကြီးတဲ့82နှစ်အတွင်းလူအသက်ပေါင်းများစွာကယ်တင်နိုင်ခဲ့ပြီးမယ်။စိုးဝင်းရဲ့အေပီလ9ရက်အမိန့်ကြောင့်မြို့ပြမှာစစ်ဆေးရေးတွင်ချလာပြီးခွင့်ပြုချက်များက ဝင်ခွင့်မပေးတော့လို့ဆိုပါတယ်။ကိစ္စအဖွဲ့တော်တော်များများလေးစစ်စေးခင်ညာလေးပြန်ခဲ့ကြရတယ်။ APC ရဲ့နေမှာနေပြီးတော့တွင်လည်းလည်းကြည့်ရှုခဲ့ကြရတယ်။ foreigner အဖွဲ့ကတမျိုးလုံးမှာကိစ္စအလုံးနေကြရတယ်။အဖွဲ့တစ်ဖွဲ့ကိုသာတွင်ခဲ့ရပါတယ်။ဆရာနာသိန်းဖွဲ့က၎င်းတို့လည်းမကူညီတဲ့အပြင်ကူညီမဲ့သူများကိုလည်းဟန်တားနေတာဖြစ်ပါတယ်။နောက်ထပ်ရရှိတဲ့သတင်းအရအစာအုပ်ပြများမှပေါ်ထွက်လာတဲ့အုပ်ချုပ်အုပ်ပဲတန်ချိန်စုစုပေါင်း2.5တန်ခန့်ရှိမှဖြစ်ပြီး truck car တွေနဲ့အခောက်ရည် တသိန်း2500ခန်းနဲ့ဖင်ရှားရမယ်လို့ကုလဖွံ့ဖြိုးရေးအစီအစဉ် UNDP မှခန့်မှန်းထားတယ်လို့သိရပါတယ်လူပေါင်း6000ခန်းကယာယီရွက်ပြင်တဲဒီမှာနေထိုင်နေကြဆဲဖြစ်ပါတယ်။ဘီလမ်မြေတန်နဲ့အကြားစားလုံရေးပစ္စည်းများမှာဈေးများအဆမတန်တက်နေပြီးရဖို့တော့မလွယ်လို့ဆိုပါတယ်။နေပြည်တော်ပြန်လည်တည်ဆောက်ရေးအတွက်တစ်ပြေးနေတဲ့ကန်ထရိုက်တာကလည်းမင်းအွန်လိုင်းရဲ့တာအောင်ပြည့်စုံပဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဆက်လက်ပြီးဗီဇာပယ်ဖြတ်မှုတွေကြောင့်အမေရိကန်ရောက်နိုင်ငံတကာကျောင်းသားများပြည်နယ်တန်ခံရမှာကိုစိုးရိမ်နေကြောင်းတင်ဆက်ပေးပါမယ်။အမေရိကန်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာရှိနေအသင်းတွေကအစပိုင်းမှာတင်ရလင်ကျောင်းသားနှောက်အုပ်ကန်နှုံးတွေသာစုံစမ်းမိမြတ်မှုတွေကိုလက်ခံရရှိခဲ့ပါတယ်။သူတို့ကအမေရိကန်နိုင်ငံမှာလာရောက်ပညာသင်ကြားနေတဲ့ပြည်ပကျောင်းသားတွေဖြစ်ပြီးအေဒီလာအစောပိုင်းက၎င်းတို့ကိုရက်အနည်းငယ်သာကြိုတင်ပြီးတတိပီးခဲ့ခြင်းဖြင့်တရဝင်းဒီထိုင်ခွင့်ရှုပ်သိမ်းခံခဲ့ရတယ်လို့ရေးသားထားပါတယ်။ ရှေ့နေများအတင်းရဲ့စစ်ဆေးတွေ့ရှိချက်ရမြည်တိကျောင်းသားမှပြည်နှင်တံပေးနိုင်တဲ့ပြမှုကိုကျူးလွန်ခဲ့ခြင်းမရှိဒါပေမဲ့ရှေ့နေအတင်းတွေကိုမကြတဲ့မြရန်များမှာဖုန်းခေါ်ဆုံမှုတွေအများပြားရရှိလာခဲ့တဲ့ရှားနေချင်းရဲ့ကျောင်းသားတွေက၎င်းတို့ရဲ့တရားဝင်နေထိုင်ခွင့်ဆုံးရှုံးသွားကြောင်းနဲ့ဘယ်လိုဆက်လက်ဆောင်ရွက်ရမလဲဆိုတာကိုဖုန်းဆက်ပြီးအကြံဉာဏ်တောင်းခံလာကြပါတယ်ဘော့စတွန်ခြေဆိုင်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာရှေ့နေမက်ဒရူမိုင်ရိုနာကဒါဟာပုံမှန်မဟုတ်တဲ့ကိစ္စတခုလို့ကျွန်တော်တို့ထင်ခဲ့တာပါလို့ပြောပါတယ်သူတို့စီကိုစိုးရင်ကြောင်းလန့်နေတဲ့နိုင်ငံတကာကျောင်းသားများထံမှတင်ရက်လေ င်6ကြိမ်ကဖုန်းခေါ်ဆိုမှုတွေလက်ခံရရှိနေကြောင်းဆိုပါတယ်။ဒါ့ပြင်အခုတော့အရန်မြန်ဆန်ပြီးပြင်းထန်လာပုံရတယ်။ တက္ကသိုလ်ထုတ်ပြန်ချက်တွေနဲ့ကျောင်းအရာရှင်တွေနဲ့ဆက်သွယ်ရေးကိုပြန်လည်သုံးသပ်ချက်ရမကြသေးမီရမများတွင်ကောလိပ်နဲ့တက္ကသိုလ်120ကျော်မှကျောင်းသားအနည်းဆုံး990ရဲ့ဗီဇာများရုပ်သိမ်းခံခဲ့ရကြောင်းဒါမှမဟုတ်၎င်းတို့ရဲ့တရားဝင်တွေထိုင်ခွင့်ရုပ်သိမ်းခံခဲ့ရကြောင်းသတင်းတွေကတွေ့ရှိခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်မှာအမေရိကန်မှာနိုင်ငံတကာကျောင်းသားတည်တသမတသန်းခန့်ရှိပြီး၎င်းတို့ကကျောင်းလာကပေါ်အဓိကမီကိုနီးယားနဲ့ကောလိပ်တွေအတွက်အရေးပါတဲ့ဝင်ငွေအရင်းမြစ်တွေဖြစ်ပါတယ် ဒီဘကြောင့်သားတွေကဗဟုအစိုးရရဲ့ဗန်နာရေးအကူအညီတွေကိုရရှိဖို့လိုအပ်ချက်များမပြည့်မီကြပဲចောင်းလာကပြည်နိုင်မှာသာចောင်းများကလက်ခံမယ်လက်မခံကိုဆုံးဖြတ်ရမှာအရေးပါတဲ့အချက်တစ်ချက်ဖြစ်တာကြောင့်များသောအားဖြင့်၎င်းတို့ကចောင်းလာကကိုအပြေဝပေးချေကြပါတယ်တရားဝင်နေထိုင်ခွင့်ဆုံးရှုံးနေတဲ့ចောင်းသားများများကအိန္ဒိယနဲ့တရုတ်နိုင်ငံမှာဖြစ်ပြီးအဲ့ဒီနိုင်ငံပေါင်းကအမေရိကန်ကောလိပ်များရှိနိုင်ငံတကာចောင်းသားဥယျာဉ်ရဲ့ထောက်ဝတ်ကြော်ကန်ရှိပါတယ် ဒါပေမဲ့ဗီဇာရုပ်သိမ်းမှုတွေကကမ္ဘာမြေပြည်ဒေသများအကြောင်းသားများအတွက်ကိုဥတီကန့်သက်ထားခြင်းမရှိကြောင်းရှင်နေတွေကပြောပါတယ်။မြေချင်းကန်တက္ကသိုလ်နှစ်ခုမှအကြောင်းသားလေးဦးကပြီးခဲ့တဲ့သတင်းပတ်မှာ၎င်းတို့ရဲ့ F1 အကြောင်းသားဗီဇာရုပ်သိမ်းခံခဲ့ရပြီးရနောက် Trans ဆိုရအရာရှိများကိုတရားစွဲဆိုနေပါတယ်။ American လွတ်လပ်ရေးသမဂ္ဂမှ၎င်းတို့ရဲ့ရှင်နေ Ramit Wadu ကအကြောင်းသားများအနေနဲ့ပါကြဗီဇာရုပ်သိမ်းခံရတယ်ဆိုတဲ့အကြောင်းပြချက်ကိုမရရှိကြောင်းသိရပါတယ်။